အားလုံးပဲမင်္ဂလာပါဗျကျွန်တော်တို့ Cyber Cross ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အဲဒီတစ်ခေါက်တော့ကျွန်တော်တို့ Authentication by Bus via Encryption Oracle ဆိုတဲ့ Lab လေးကိုကျွန်တော်ဆန်းကြည့်ကြမယ်ပေါ့နော်အဲအဲ့တော့ဒီ Lab လေးကကျွန်တော်ဒီ Business Logic Architecture တွေကတကူပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီသူ့ရဲ့ Scenario လေးကိုတစ်ချက်ဖတ်ကြည့်ကြအောင်ပေါ့နော် Okay ဟုတ်ပြီအဲ့တော့ဒီမှာဆိုရင်သူက This lab contains a logic flaw that exposes an encryption oracle to user တဲ့ အဲ့တော့ဒီ lab မှာသူကအဲ logic flaw တစ်ခုရှိနေတယ်ပေါ့နော်သူရဲ့ architecture ကဘာလဲဆိုတော့သူကဒီ encryption oracle လို့ခေါ်ရဲသူ encryption လုပ်တဲ့နေရာမှာ သူသွားတဲ့ပုံစံပေါ့နော်ဆိုတော့အဲ့အဲ့ဒီပုံစံကိုသူက user တွေ batch ချမ်းကို expose ဆိုတာကပြထားရဲဆိုတဲ့ပုံစံမျိုးပေါ့အဲ့တော့ user တွေကဒီ website ကဘယ်လိုမျိုး encrypt decrypt လုပ်နေလဲဆိုတာကိုကြည့်လို့ရတယ်ပေါ့နော် okay ဒါကသူရဲ့ပထမတစ်ပိုင်းပေါ့ ောက်တစ်ခုကသူက to solve the lab တဲ့ဒီ lab ကိုဖြည့်ရှင်းဖို့အတွက်တဲ့ exploit this flaw to gain access to the admin panel အဲ့တော့ဒီ lab ကိုဖြည့်ရှင်းဖို့အတွက်ကျွန်တော် admin panel ကိုဒီ manager ကနေတဆင့် access လုပ်ပြပါလို့ပြောရဲပေါ့နော် and delete the uh, user carlos ပေါ့နော်အဲ့တော့ admin panel uh, sorry admin panel ကိုကျွန်တော် access လုပ်ပြပါပေါ့နော်ဆိုတော့အဲ့ဒါကိုသူကတေးကြအောင်ဒီ carlos ဆိုတဲ့ user ကို delete လုပ်ခိုင်းနေပေါ့နော်ဆိုလိုချင်တာက ကျွန်တော်တို့က admin access ရမှသာ carlos user delete လုပ်လို့ရမှာ ဲဒီလိုပုံစံမျိုးပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ဒီမှာအကောင့်ပေးထားတယ် so you can log into your own account using the following credential winer beta ဆိုတဲ့အကောင့်လေးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီအကောင့်လေးကိုသုံးပြီးတော့ admin panel ကိုသူ့ရဲ့ဒီ encryption origin မှာရှိနေတဲ့ anonymity ကနေတဆင်ဘလိုမျိုး access လုပ်မလဲဆိုတာကိုကြည့်ကြည့်ရမယ်ပေါ့နော်โอเคဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာ access the lab ဆိုတဲ့အဲဘက်တန်လေးကိုကျွန်တော်နှိပ်လိုက်မယ်ဒီ lab လေးကိုစပြီးတော့ run လိုက်မယ်ပေါ့နော် ကျွန်တော်ကဒီ website က traffic တွေအားလုံးကိုဒီ Pepsi ကနေဖြတ်ပြီးတော့သွားခိုင်းထားတယ်။အဲ့တော့ကျွန်တော်ဒီဘက်မှာသွားနေတဲ့ traffic တွေအားလုံးကိုဒီဘက်က Pepsi မှာလာပြီးတော့ကျွန်တော်မြင်နေရလိမ့်မယ်ပေါ့နော်။ Okay ဟုတ်ပြီ။အဲ့တော့ဒီမှာဆိုရင်ဒါသူ့ရဲ့ home page ပေါ့။ နော်သူ home page မှာဆိုရင်ကျွန်တော်နှစ်ခုရှိတယ်အဲထုံးစံအတိုင်းပဲသူရဲ့ home tag ကဲ my account tag ကဲဆိုပြီးနှစ်မျိုးရှိတယ်အဲ့တော့ကျွန်တော်တို့ရှေ့မှာတော့ကအဲသူက username နဲ့ password နဲ့ပေးထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကအဲ့ဒီ username နဲ့ password နဲ့ကိုသုံးပြီးတော့အဲဒီမှာ login အရင်ဝင်ကြည့်မယ်ပေါ့နော်အဲ့တော့ကျွန်တော် my account တွေကိုသွားလိုက်မယ် okay ပြောရဲခါကြရင်သူပေးထားတဲ့ winner peter ဆိုတဲ့ account နဲ့ကျွန်တော်ဝင်လိုက်မယ်ဟုတ်ပြီအဲ့တော့ဝင်လိုက်တဲ့ခါကျရင်ကျွန်တော်မမြင်ရလဲဆိုတော့ ဒီ winner ဆိုတဲ့ account နဲ့ကျွန်တော် login ဝင်လိုက်တယ်ပြီးတော့အဲ့ခါကျဒီမှာဒီ email input box လေးကျွန်တော်တို့မြင်ရတယ်ပေါ့နော်အဲ့တော့ email chain လုပ်လို့ရတယ်ပေါ့ဒါတားတစ်ခုပေါ့နော်နောက်တစ်ခုကဒီဘက်မှာဒီ home page ရှိမယ်ပြီးွားရင် log out ပြန်ထွက်တဲ့ဟာရှိမယ်ပေါ့နော်ဆိုတော့ဒါတွေကတော့ပုံမှန်ပဲဒါပေမဲ့ကျွန်တော်တို့အနေနဲ့ဒီ admin panel access မရဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီ winner ဆိုတဲ့ account ကအဲတာမ user account ဖြစ်တဲ့အတွက်ကြောင့် administrator page ကိုကျွန်တော်တို့သွားလို့မရဘူးပေါ့။အဲ့တော့ကျွန်တော်အနေနဲ့ admin page ကိုဆန်းပြီးတော့အရင်ဆုံးဒီ account နဲ့ เนาะ तू อ่ะเปย์ไม่ท้าไปมั้ยเราตั้วลุยามล่ะဆိုပြီးတော့ဒီပေါ်ကဒီလမ်းကြောင်းပေါ့เนาะဒီလမ်းကြောင်းမှာကျွန်တော်အက်ဒမင်ပန်နယ်ကိုတစ်ချက်အက်ဒမင်လမ်းကြောင်းတစ်ချက်ကျွန်တော်သွားကြည့်မယ်ပေါ့เนาะโอเคဟုတ်ပြီအဲ့တော့ဒီမှာဆိုရင်သူက admin interface ကလည်း only available ဆိုတာကျွန်တော်တို့ဒီ admin အနေနဲ့ဝင်ထားတဲ့လူတွေကိုပဲပေးပြီးတော့ပြရတယ်ပေါ့နော်ပေးပြီးတော့သုံးခွင့်ရှိတယ်ပေါ့အဲ့တော့ဒီ account က admin မဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့အဲဒီ admin panel ကိုသွားလို့မရဘူးပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့ဒီ winner ဆိုတဲ့ account က တုံးလို့မရဘူး admin ban တွေကိုကြည့်လို့မရဘူးပေါ့အဲ့တော့ဘယ်လိုမျိုးကျွန်တော်တို့ admin ban တွေကို access ရအောင်လုပ်မလဲပေါ့နော် so okay အဲ့တော့ gui မှာတော့ကျွန်တော်ဘာမှလုပ်လို့မရတော့ဘူးအဲ့တော့သူ့ရဲ့ဒီ traffic တွေတစ်ချက်ကြည့်ကြည့်ကြမယ်ပေါ့နော် okay အဲ့တော့ကျွန်တော်တို့ဒီ login ဝင်တဲ့နေရာကနေပြန်ပြီးတော့စလိုက်ရအောင်နော် so ဒီမှာဆိုရင်ကျွန်တော် login ဝင်တဲ့ဒီ traffic လေးရှိမယ်ပေါ့နော်အဲ့တော့ဒီမှာပထမဆုံးကျွန်တော် login ဝင်နေ login ဝင်တဲ့နေရာမှာသူက ဒါ200 okay ပေါ့နော်ဒါ login page ကိုခေါ်တာပေါ့ပြီးတော့ဒီမှာ post request မှာကျွန်တော်ဘာကြီးထည့်ထားလဲဆိုတော့ CSRF token ရဲ့ username ရဲ့ password နော်အဲ့တော့ username မှာ y နော် password က b ဒါပြင် CSRF token လေးရှိမယ်ပေါ့နော်ဒါသူသွားတဲ့ပုံစံပေါ့ okay ဟုတ်ပြီအဲ့တော့ဒီမှာဆိုရင်သူက login ဝင်လိုက်တဲ့အခါမှာအဲ့ဒါ302 form ဆိုပြီးတော့ကျွန်တော် request ပြန်လာတယ်ပေါ့နော်ပြီးတော့ရင်ဒီ y နော် account တွေကိုရောက်မယ် အာ okay ပြီးသွားရင်ကျွန်တော် lab ထဲရောက်မယ်ကျွန်တော် admin page ကိုသွားကြည့်တယ်ဒီမှာ41 authorized လို့ပေါ်တယ်ခွင့်ပြုချက်မရှိဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့အဲဒီ winner ရဲ့အကောင့်ပြန်ရောက်လာတယ်ပေါ့နော်ဆိုတော့ဒါသူ့ရဲ့ traffic သွားတဲ့ flow ပေါ့နော် okay ဟုတ်ပြီအဲ့တော့ကျွန်တော်နောက်တစ်ခေါက်ပြန်ပြီးတော့အဲ login ပြန်ဝင်ကြည့်မယ်ပေါ့နော်အဲ့တော့ဒါလေးကိုကျွန်တော် log out လုပ်လိုက်မယ် log out လုပ်ပြီးသွားရင် my account လို့ကျွန်တော်ပြန်သွားမယ်ပြီးသွားရင် winner ပြီးသားဆိုပြီးကျွန်တော် login ပြန်ဝင်ကြည့်လိုက်မယ် ါ sorry ကျွန်တော်ဒီမှာတစ်ခုလေးကြံခဲ့နော်ကျွန်တော်ဒီချက်ပြန်လောက်ကောလောက်လိုက်မယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီမှာအာဒီချက်ပေါက်လေးတစ်ခုရှိရပေါ့နော်ဒီ stay login ဆိုတဲ့ချက်ပေါက်လေးပေါ့ခုနကကျွန်တော်ဒီတိုင်းဝင်တော့ကဒီတိုင်းဝင်တော့ကျွန်တော်တို့ဟိုနောက်ထပ် true ကြဘာမှမတွေ့ရအောင်ပေါ့နော်ဒီမှာပုံမှန် login ဝင်လိုက်တယ်အာပုံမှန် cookies နဲ့ပြန်လာတယ်ဆိုတော့ကျွန်တော်ဘာမှတိတ်အများကြီးလုပ်လို့မရအောင်အဲ့တော့အဲဒီမှာ stay login ဆိုတဲ့ဒီချက်ပေါက်လေးကိုကျွန်တော် tick လုပ်ပြီးတော့ဆန်းပြီးတော့ဝင်ကြည့်လိုက်မယ်ပေါ့နော် winner beta နဲ့ โอเคဟုတ်ပြီအဲ့တော့ကျွန်တော်အဲ့လိုမျိုးဝင်လိုက်တဲ့အခါကျရင်เนาะအဲ့ဒီမှာ login post request လေးပေါ့เนาะ data lab ပို့တဲ့ request လေးဒီမှာ csrf token ရှိတယ်အဲ username ရှိတယ်ပြီးသွားတဲ့အခါကျရင် password ရှိတယ်ပြီးတော့ဒီမှာ parameter တစ်ခုထပ်ပြီးတော့အပူပါလာတယ်ပေါ့เนาะဆိုတော့အဲ့ဒါလေးက stay login parameter လေးပေါ့ဆိုတော့အဲ့ဒါကြီးအကုန်လုံးပါတဲ့အချိန်မှာဒီဘက်မှာသူ့ရဲ့ session I you know session ID ပြန်လာတယ်ပေါ့နော်ဒီမှာကတော့သူကပြောင်းသွားတယ်ဒီ stay login ဆိုရဲဒီ encrypt လောက်ထားတဲ့တံမွေတစ်ခုပြန်ပြီးတော့လာတယ်ပေါ့နော်အဲ့တော့သူရဲ့ encryption ပုံစံကိုကြည့်မယ်ဆိုရင်သူကနောက်ဆုံးမှာ percentage 3D နဲ့စုံတာဖြစ်တဲ့အတွက်ကြောင့်ဒါ equal sign ကိုသူက equal parameter ကို URL encode လောက်ထားတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့သူကအာတံမိုးကိုကျွန်တော် URL encode လောက်ထားတယ်ဆိုတော့အဲ့ URL encode ကိုကျွန်တော်ပြန်ဖြည့်လိုက်မယ်ဆိုရင်သူက percentage 3D ဆိုတော့ equal sign ပြန်ဖြစ်သွားမယ်ပေါ့နော်ဆိုတော့အဲ့ဒါကဒီ base 64 format နဲ့ဆင်သွားလိမ့်မယ် တော့ကျွန်တော် analyze လုပ်ချင်တယ်ဆိုတော့ဆမ်းပြီးတော့လုပ်ကြည့်လို့ရတယ်ပေါ့နော်သူရဲ့ cookie ရဲ့ encrypt လုပ်ထားတဲ့ပုံစံအဲ့တော့ကျွန်တော်ဒီမှာသူရဲ့အာ demo လေးချလိုက်မယ်အပြောရဲခါကြရင်ဒီ url decode လုပ်လိုက်မယ်ပေါ့နော် decode လုပ်လိုက်ရင်ဒီ persistent 3d လေးက equal sign ဖြစ်သွားမယ်ဆိုတော့အဲ့ဒါကိုကျွန်တော်က base 64ထပ်ပြီးတော့ decode လုပ်ရတယ်ဆိုရင်အာ sorry base 64နော်ဒီကောလို့ရဆိုရင်ဒါကျွန်တော်တို့ AC2 character ပြန်လာမယ်ဒါပေမဲ့ဒီမှာသူ့ရဲ့ encryption လုပ်တဲ့ပုံစံက သူ့ရဲ့ algorithm ရှိတယ်ပေါ့နော်ကျွန်တော်ဒီတိုင်းပြန်ပြီးတော့ decode လုပ်ရုံနဲ့ဖတ်လို့ရတဲ့ပုံစံပြန်မလာဘူးပေါ့နော်ဒီဒီ format ကတော့ base 64နဲ့တော့ဆင်တယ်ဒါပေမဲ့ကျွန်တော် base 64နဲ့ decode ရတဲ့အချိန်မှာအဲကျွန်တော်ဖတ်ကြည့်လို့ရတဲ့ tempo တော့ပြန်ပြန်မလာဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့အဲနီလန်တစ်ခုအဲစဉ်းစားဖို့လိုလာပြီပေါ့နော် okay ဆိုတော့ဒါကတစ်ခုပေါ့အဲ့တော့ကျွန်တော် browser tab တည်းပြန်သွားပြီးတော့ကြည့်မယ်ဆိုရင်ဒီမှာသူ့ရဲ့ home page ရှိတယ်ပေါ့နော် home page မှာကျွန်တော်ရှေ့ကအဲဒီ login request မှာရခဲ့တဲ့ တန်ဖိုးလေးပေါ့နော်ဆိုတော့အဲ့ဒီတန်ဖိုးလေးကိုသူကဒီ guide request မှာပြန်ပြီးတော့ထည့်ထားတယ်ဆိုတော့ stay login parameter နဲ့ထည့်ထားတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကအဒီ user ကဒီအကောင့်ဝင်ခဲ့ဘူးလေဆိုတော့အမှတ်ပေးထားတဲ့ဒီတန်ဖိုးလေးတစ်ခုပေါ့နော်ဆိုတော့ stay login တန်ဖိုးလေးနဲ့သူပြန်ပြီးတော့လာတယ်။ Okay အဲ့တော့ဆက်ပြီး login ဝင်ထားတယ်ပေါ့နော် user Okay ဟုတ်ပြီဒါကပုံမှန်ပဲ။အဲ့တော့သူ့ရဲ့ပြန်လာတဲ့ဒီ response တစ်ချက်ကျွန်တော်တို့အဲကြည့်ကြည့်မယ်ပေါ့နော်။ Okay ဒါကပုံမှန်ပဲ။ ဟုတ်မိုင်းကောင်းရှိမယ် log out ရှိမယ် okay ဟုတ်ပြီ your email ဒီမှာဆိုရင်ကျွန်တော်တို့ရဲ့ uh, username ဝင်လိုက်တဲ့ username ကပြီးရင်သူရဲ့ဒီ email address ကကျွန်တော်မြင်ရတယ် okay အဲ့တော့ဒီမှာကတော့ဒါပဲသူရဲ့ true ကြတော့တိတ်အများကြီးမရှိဘူးဆိုတော့ wire နဲ့ပတ်သက်ပြီးဘာရှိအောင်လဲကျွန်တော်တစ်ချက်ကြည့်ကြည့်မယ် okay ဒါလေးပဲပေါ့နော် တော့ကျွန်တော်တို့ request ကိုသွားပြီးတော့ကြည့်ကြည့်အောင်ဒါက academy academic ရဲ့ဒီ home page ကို call request လေးပေါ့နော်အဲ့တော့ကျွန်တော်တို့အဓိကကြည့်စရာဒီ request နှစ်ခုပဲရှိတယ်ဆိုတော့ login request ကပြီးွားရင်အဲဒီ winner ဆိုတဲ့ request လေးရပေါ့နော်ဆိုတော့အဲ့ဒီ request နှစ်ခုရှိမယ် okay အဲ့တော့ဒီမှာဒါပဲရှိတယ်အဲ့တော့ကျွန်တော် website မှာတစ်ချက်ကြည့်ကြည့်ရအောင်ပေါ့နော်အဲ့တော့ကျွန်တော် home page ကိုပြန်သွားလိုက်မယ် သွားပြောတဲ့ခါကျရင်ဒါပါတော့ဒီ post လေးတစ်ခုပေါ့နော်မှနံပါတ်ဒီ aqua breakers ဆိုတော့ဒီ post လေးကိုကျွန်တော်ကြည့်လိုက်မယ်အဲကြည့်ပြီးတော့ခါကျရင်ကျွန်တော် comment လေးပါလေးပေးကြည့်လိုက်မယ်ပေါ့နော်ဆန်ပြီးတော့ does 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 achieving.com does ဒါတော့ website ရဲ့ format နဲ့အာပေးရမှာဆိုတော့သူသူ format နဲ့သူပေါ့နော် email ဆို email website ဆို website ပေါ့နော်ပြီးကျွန်တော် post comment လေးနော် submit လုပ်ကြည့်လိုက်မယ် โอเคဟုတ်ပြီအဲ့တော့သူ့ရဲ့ follower တော့ပုံမှန်တိုင်းပဲကျွန်တော် web series ပြန်သွားလိုက်မယ်အဲ့တော့သူလုတ်ခဲ့တဲ့ဟာလေးတစ်ချက်ပြန်ပြီးတော့เนาะကျွန်တော်ပြန်ကြည့်ကြည့်မယ်ပေါ့နော်โอเคဟုတ်ပြီအဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ post id 6တဲ့ဆိုတော့ post ဒီ post number 6ကိုကျွန်တော်တို့ဝင်ခုနကြည့်ကြည့်ခဲ့တယ်ပေါ့နော် comment တွေပါကျွန်တော်ပေးခဲ့ကြရပေါ့အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ဒီ stay login လေးကဆက်ပြီးတော့ပါနေတော့မယ်အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးသူဘယ်နေရာမှာပြန်ပြီးတော့ decrypt ထားတာမျိုးရှိမလဲကျွန်တော်တို့အဲ နည်းနည်းလေးရှာကြည့်ဖို့လိုတယ်ပေါ့နော် Okay အဲ့တော့ကျွန်တော် winner share ကြည့်လိုက်မယ် Okay အဲ့တော့ဒီမှာကတော့ winner ပဲ share အဲ့တော့အာဖြီထားတဲ့ပုံစံကိုမတွေ့ရအောင်ပေါ့နော်ကျွန်တော်တို့တစ်ခုကျွန်တော်တို့ထပ်ပြီးကြည့်ကြည့်အောင် Can hints get request Okay comment post လို့တဲ့ request ဒါပုံမှန်ပဲ comment post လို့လိုက်တယ်ပြီးတော့ confirmation request ကိုတစ်ချက်ကြည့်လိုက်မယ် post ဒါ comment ပေးပြီးရတဲ့အခါမှာပြန်ရတဲ့ request လေးပေါ့နော် โอเค stay login parameter လေးပါတော့မယ်အဲ့တော့ winner တစ်ချက်ကြည့်ကြည့်လိုက်မယ်နေ winner โอเคအဲ့တော့ဒီမှာလဲသူတခြားအာ request တစ်ခုတော့မရှိဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ confirm လုပ်တဲ့ request ပဲအဲ့တော့တိတ်အများကြီးမရှိဘူးကျွန်တော်ဒီ post request မှာလဲသူ့ရဲ့ဒီ winner ရဲ့ encrypt လုပ်ထားတဲ့ဒီ login cookies ကို အာပြန်ဖြီးထားတာမျိုးကျွန်တော်မတွေ့ရဘူးပေါ့နော်။နေရာလေးရှာကြည့်လိုက်လို့ရတယ်။ Okay, post back to post. ဟုတ်ပြီ။အဲ့တော့ကျွန်တော်တို့ပြန်ပြီးတစ်ချက်ကြည့်ကြည့်အောင်နော်။ Home နဲ့ပြန်သွားလိုက်မယ်။ Okay, ဟုတ်ပြီ။ Home နဲ့ပြန်သွားပြီးရတဲ့အခါကျရင်ကျွန်တော်ဘယ်လိုသွားမလဲ။ဆိုတော့ report တစ်ခုပေါ့နော်။ခုနဒီ post လေးပေါ့။အဲ့တော့ဒီရောက်က post တွေတစ်ချက်ကြည့်ကြည့်အောင်နော်။ View post နဲ့ကြည့်လိုက်မယ်ပေါ့နော်။ပြောရတဲ့အခါကျရင်ကျွန်တော်ဘာရှိမလဲ။ ဒါထုံးစံဒါပေမဲ့သူရဲ့ဒီ product အကြောင်းပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ဒီ web store ရဲ့မှာတစ်ချက်ကြည့်ကြည့်အောင် post request ပေါ့နော်ခုနကကျွန်တော် product number 4လေးပေါ့နော်ဒီမှာရောသူပြန်ပြီးတော့နော် decrypt လောက်တာမျိုးရှိလာပေါ့နော်โอเคဟုတ်ပြီအဲ့တော့ဒီမှာလဲကျွန်တော်တို့ decrypt လုပ်ထားတဲ့ဟာမျိုးတော့အဲမတွေ့ရဘူးပေါ့နော်မတွေ့ရဘူးအဲ့တော့ကျွန်တော်ပြန်ပြီးနောက်ပြန်ဆုံးကြည့်လိုက်မယ် ါ back to blog ကိုပြန်သွားလိုက်မယ်ပြီးွားရင်အဲ့ဒီ traffic ကိုလည်းကျွန်တော်တစ်ချက်ကြည့်ကြည့်မယ်ပေါ့နော် home request post okay အဲ့တော့ comment man ရဲ့ request လေးတစ်ချက်ကြည့်ကြည့်အောင်ကျွန်တော်ရှေ့မှာခုန comment ပေးခဲ့တဲ့ဟာလေးပေါ့နော် post comment okay ဒီမှာကျွန်တော်တို့အဲ comment ပေးခဲ့တဲ့ demo လေးရှိမယ်ပြီးရင်အဲ302 phone ဆိုတဲ့ demo လေးကျွန်တော်မြင်ရမယ် okay get request ကျွန်တော် comment ပေးခဲ့တဲ့ဟာတစ်ချက်ပြန်သွားကြည့်အောင်ကျွန် home နဲ့ပြန်သွားလိုက်မယ်အဲပြီးသွားရင်ဒီ aqua breaker တဲ့ကိုပြန်ဝင်လိုက်မယ်ကျွန်တော်ရေ okay ဒီမှာကျွန်တော် comment ပေးခဲ့တဲ့ဟာလေးပေါ့နော် sorry comment ပေးခဲ့တဲ့ဟာလေးပြန်ကြည့်ကြည့်အောင်ကျွန်တော်ဒီမှာပေးခဲ့ရဆိုကျွန်တော် account မြင်ရမလားပေါ့နော် okay winner okay ဒီမှာလေသူ decrypt အဲဖြီထားတာမျိုးတော့ကျွန်တော်တို့မမြင်ရသေးဘူးပေါ့နော် Okay ဟုတ်ပြီအဲ့တော့ကျွန်တော်တို့တခြား invalid email နဲ့တခြားဆန်းကြည့်လိုက်မယ်ပေါ့နော်ဆိုတော့ valid မှာတော့တခြား true ကြတော့မတွေ့တော့ဘူးကျွန်တော်အကုန်လုံးရှာပြီးပါပြီပေါ့နော် Okay ဟုတ်ပြီအဲ့တော့ကျွန်တော်ဘာလုပ်မလဲဆိုတော့အာ comment မနဲ့ကျွန်တော် request တွေတခြားသွားကြည့်ကြည့်ကြအောင်နော် Okay ပြန်သွား comment confirmation post comment okay ဒါ repeater ရဲ့ကျွန်တော်ပို့လိုက် okay အဲ့တော့ command man နဲ့နေရာမှာကျွန်တော်တို့ဒီ comment ရှိမယ် name ရှိမယ် email ရှိမယ်အာပြီးရင် website ရှိမယ်ပေါ့နော်ဆိုတော့ကျွန်တော် email ကိုနော် valid မဖြစ်တဲ့ email သူ့ရဲ့ format မဟုတ်တဲ့ email နဲ့ကျွန်တော် send လုပ်လိုက်မယ်ပေါ့နော်တွေ့ရတဲ့ခါကျကျွန်တော် battery ရလဲဆိုဒီမှာတော့ notification cookie လေးကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့ခုနကတော့ကျွန်တော်အဲ့ဒီဟာလေးမတွေ့အောင် email valid မဖြစ်တော့မှာ ူကဒီဟာကိုကျွန်တော်တို့မြင်ရတယ်ပေါ့နော်။ Okay ကျွန်တော်ဒီ follow redirection ဆိုတာကိုနှိမ့်လိုက်။နှိမ့်တဲ့ခါကျရင်ခုနကကျွန်တော် valid မဖြစ်တဲ့ဒီအာ notification လေးနဲ့နော် notification လေးပေါ့နော် sorry ဟာလေးကကျွန်တော်ဒီမှာအမ်ဒီမှာကျွန်တော်တို့ပြန်ပြီးတော့တစ်ချက်ကြည့်လိုက်မယ်နော်ဒီမှာကျွန်တော်တို့ခုနက comment မှန်ရတဲ့ဟာလေးပေါ့ just leave comment 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 okay ဒီမှာတော့ကျွန်တော်မတက်လာသေးဘူး okay အဲ့တော့ကျွန်တော်တစ်ချက်ပြန်ပြီးတော့တစ်ချက်ပြန်ပြီး comment post လောက်ကြည့်လိုက်အောင်နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒီ stay login ဗန်ဒီ notification လေးကျွန်တော်ဝင်မယ် okay ဟုတ်အဲ့တော့အဲ့ဒီ post လေးကိုကျွန်တော်ဒီကျွန်တော်တို့ post writer က post comment id4 ဆိုတော့ဒုတိယ post လေးပေါ့နော်ဆိုတော့ဒီ post လေးဖြစ်လိမ့်မယ်။သူက ID ကအစင်လိုက်မဟုတ်တော့နည်းလေးတော့မှန်ခက်တယ်နော်။ဆိုတော့ကျွန်တော်ဒီမှာ post writer ဆိုတော့ဒီဟာရဲ့ post ကိုကျွန်တော်ခြိလိုက်မယ်။ဆိုတော့သူ့ရဲ့ comment မှာကျွန်တော်ရဲ့ comment ခြိလိုက်မယ်ပေါ့နော်။ဆိုတော့ကျွန်တော် comment ခြိလိုက်မယ်။ Okay ဟုတ်ပြီအဲ့တော့ကျွန်တော် browse ရဲသွားလိုက်မယ်။အဲသွားပြီးရတဲ့ခါကျရင်ကျွန်တော် get request လေးတစ်ချက်ခြိလိုက်မယ်။ Okay ဟုတ်ပြီအဲ့တော့ ဲ့ get request ထဲမှာပေါ့เนาะဆိုတော့ get request ထဲမှာကျွန်တော်တို့ခုနကအာဒီ notification တံပိုးလေးပေါ့เนาะဆိုတော့ဒီဒီ notification တံပိုးလေးကျွန်တော်တို့ထည့်ကြည့်ရအောင်ပေါ့เนาะဘာကြောင့်လဲဆိုတော့အဲ့ဒီကောင်တွေပြန်ပါမလားเนาะပြန်ပါမလားပဲနဲ့ဒီမှာ stay login နေပဲစပါတယ်ပေါ့เนาะဆိုတော့အဲ့ဒီတံပိုးလေးကျွန်တော်ထည့်ကြည့်လိုက်မယ်ထည့်ပြီးကျွန်တော် send လုပ်ကြည့်လိုက်မယ် send လုပ်ပြီးရတဲ့အခါမှာကျွန်တော်ရဲ့ဒီ user လေးကိုကျွန်တော် share ကြည့်မယ်ပေါ့เนาะကျွန်တော်ရှာရတဲ့အခါမှာသူက တခုပေါ့เนาะကျွန်တော်အရင်တော့မမြင်ရတဲ့ဟာတခုဘာပို့ပါလာလဲဆိုတော့ဒီမှာ email အာဒီ invalid email address test ရဲ့ဟာလေးကျွန်တော်တို့ပါလာတယ်ပေါ့เนาะဆိုဒါလေးအပို့ပါတော့ကျွန်တော်မြင်ရလိမ့်မယ်เนาะဆိုတော့အဲ့ဒီဟာကိုတေးကြအောင်ကျွန်တော်ဒါကိုတစ်ချက်ပြန်ဖြတ်လိုက် verification ပြန်ဖြတ်ပြီးတော့နောက်တစ်ခါပြန်ပြီး send လုပ်ကြည့်မယ်ပေါ့เนาะ send လုပ်ကြည့်ပါရဲ့ခါကြရင်ခုနကကျွန်တော်မြင်ခဲ့တဲ့အကြောင်းပြန်ရှာကြည့်မယ်ဒါဆိုရှာလို့မတွေ့တော့သူ့ရဲ့သဘောကကျွန်တော်တို့ဒီမှာထည့်လိုက်တဲ့ ဒီ notification တံမိုးလေးကိုသူကပြန်ပြီးတော့ decrypt ပြန်ဖြည့်ပေးတဲ့ပုံစံမျိုးပေါ့နော်โอเคနော်ဆိုတော့ဒီတံမိုးထည့်လိုက်ပြီဆိုရင်အဲ့ဒီတံမိုးတော့ဒီမှာစာအနေနဲ့ပြန်ဖြည့်ပေးတယ်အဲ့တော့သူရဲ့ decrypt လုပ်တဲ့ process ကသူဒီ website traffic တွေထဲမှာကျွန်တော်တို့ရှိနေတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်တို့တစ်ချက်စမ်းကြည့်ကြည့်မယ်ပေါ့နော်โอเคဟုတ်ပြီအဲ့တော့ကျွန်တော်အနေနဲ့ဒီမှာသူက test က invalid email ဖြစ်တယ်လို့သူကပြောထားတယ်။ Okay ဟုတ်ပြီ အဲ့တော့ဒီရောက်ကကျွန်တော်ဒီ stay login ပေါ့နော်ဒီရရဲ့တန်ဖိုးလေကျွန်တော်သိကြတယ် stay login ရဲ့တန်ဖိုးကဘာလဲဆိုတော့ကျွန်တော်အခုထိမသိသေးဘူးပေါ့နော်ကျွန်တော်မဖြည့်ရကြအဲ့တော့အဲ့ဒီဟာကိုလည်းတစ်ချက်ဖြည့်ကြည့်ရအောင်ပေါ့နော် stay login ကိုကျွန်တော်ဖြတ်လိုက်ပြတ်ပြီးတော့ကျွန်တော် send လုပ်လိုက်မယ်လိုရတဲ့အခါမှာကျွန်တော်ဒီမှာဗာမင်ရမယ်ဆိုတော့ခုနကနော်ဖြည့်ဟိုဒီ invalid email လို့ပေါ်တဲ့ဟာမျိုးဒီမှာပေါ်လာကျွန်တော်ကြည့်ကြည့်မယ်ပေါ့နော် ျွန်တော်ဒီ winner user လေးနဲ့ Okay အဲ့တော့ဒီမှာတန်ဖိုးလေးတစ်ခုပေါ်လာကျွန်တော်တွေ့ရလိမ့်မယ်ဒီတစ်ခေါက်ကြတော့သူကခုနကလည်း invalid email မဟုတ်တော့ကျွန်တော်ရဲ့ SD stay login parameter အာ stay login တန်ဖိုးလေးကိုကျွန်တော်တို့က decrypt ပြလိုက်တဲ့အခါမှာပေါ့နော်ဒီမှာထည့်ပြီးကျွန်တော်ဒီမှာထည့်သမျှဟာရအောင်လို့သူက decrypt ပြန်ပြပေးတာဆိုတော့ကျွန်တော်တို့ stay login အဲဒီ cookies ကိုထည့်တဲ့အခါမှာဘာပြန်ပြပေးလဲဆိုတော့ဒီမှာ username ကြီးတဲ့သူကနောက်တစ်ခုက ဒီ time stamp ပုံစံမျိုးပေါ့နော်သူရ format ကြည့်ရတော့ password တော့မဟုတ်ဘူး time stamp လို့ဟာဘယ်အချိန်မှဝင်လဲသူရ time stamp အချိန်အချိန်ကိုကျွန်တော်တို့ပြန်ပြီးတော့ format တစ်ခုနဲ့ရေးထားတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ဒီလိုတက်ဖို့နှစ်ခုကိုသူက encrypt လုပ်ပြီးတော့ပေါ့နော် encode လုပ်ပြီးတော့ cookies အနေနဲ့သူကပြန်သုံးနေတဲ့ပုံစံမျိုးပေါ့နော်အရင်တော့ကျွန်တော်တို့မသိဘူးဘာကြောင့်လဲဆိုတော့ပြန်ဖြီလို့မရလို့ ဒီလိုမျိုးတန်ဝန်တစ်ခုတွဲထားဆိုကျွန်တော်မသိဘူးပေါ့နော်အခုတော့ကျွန်တော်တို့သိပြီအဲသူ့ရဲ့ဖြီးတဲ့ flow ကိုကျွန်တော်ရသွားရတဲ့အတွက်အဲ့ flow မှာထည့်ကြည့်ပြီးကျွန်တော်ဖြီးခြင်းတဲ့ဟာကိုဒီမှာလာထည့်လိုက်အောင်အဲ့ဒါဆိုရင်သူ့ရဲ့ original ပေါ့နော်ကျွန်တော်ဖတ်လို့ရတဲ့တန်ဖိုးထွက်လာလိမ့်မယ် okay ဒါကဒီဘိုင်းပေါ့နော်အဲ့တော့ကျွန်တော်တို့ encrypt လုပ်တဲ့ပုံစံကိုကျွန်တော်မြင်ရတဲ့ stay login parameter လေးနဲ့ login လုပ်လိုက်တဲ့အခါမှာကျွန်တော်တို့ဒီ stay login အကောက်လုပ်ထားတဲ့တန်ဖိုးလေးတစ်ခုကိုရတယ်အဲ့ဒီတန်ဖိုးလေးကိုဒီမှာအဲပြန်ထည့်လိုက်တယ်ဒီ အာ post ကိုကျွန်တော်တို့ comment ကို valid မဖြစ်တဲ့ email နဲ့ပေါ့နော် comment ပေးလိုက်တယ်ဆိုရင်သူက notification တံပိုးလေးရတယ်။အဲ့ notification လေးကိုကျွန်တော်နောက်ထပ် get request မှာ cookies အနေနဲ့ထည့်တဲ့အခါကျရင်သူရဲ့ original စာလေးကိုပြန်ရတယ်ပေါ့နော်။ Okay ဟုတ်ပြီ။ဒါသူရဲ့ encryption decryption လုပ်တဲ့နေရာလေးကိုသူရဲ့ website မှာကျွန်တော်တို့အတွေ့ရတယ်ပေါ့နော်။အဲ့ဒီနေရာမှာကျွန်တော်တို့က winner နဲ့ဝင်ကျင်တာမဟုတ်လောဆယ်တာ winner နဲ့ဝင်နေတဲ့ပုံစံမျိုးပေါ့နော်။ကျွန်တော် winner နဲ့ဝင်ကျင်တာမဟုတ်ဘူး။ admin နဲ့ကျွန်တော်တို့က login ဝင်ကျင်တာပေါ့နော်။ okay အဲ့တော့ admin နဲ့ကျွန်တော်ဘယ်လိုရအောင်လုပ်မလဲတစ်ချက်ကြည့်ကြည့်ရအောင်ပေါ့နော်အဲ့တော့ okay ဟုတ်ပြီ။နော်ကျွန်တော်ကတမ်ပေါ်လေးတစ်ချက်မှတ်ထားလိုက်။ stay login stay login ကို notification ကိုပြောင်းမှ decrypt ဖြစ်မှာ။နော် ဆိုတော့အမှဒီ grip ဖြီးမှာဆိုဒီ demo လေးကျွန်တော်ခဏမှတ်ထားလိုက်မယ်တနည်းအားမှတ်ထားလိုက်ပေါ့နော်ကဲဟုတ်အာပြောရတဲ့ခါကျရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ email ဒီ comment no sorry email တော့ comment man နဲ့ပြန်သွားမယ်ပေါ့နော်ဆိုတော့ဒါ comment post လုပ်တဲ့ request လေးပေါ့ဆိုတော့အဲ့ဒီ request လေးမှာကျွန်တော်တို့တခုခုထည့်လိုက်တယ်ဆိုရင်အဲ့ထည့်တဲ့ဟာကိုသူကဒီမှာ encode လုပ်ပေးတယ် encrypt လုပ်ပေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာ email မှာ နော်ဘာထည့်မလဲဆိုတော့ပထမတစ်ခေါက်ကျွန်တော်တို့ဒီ test ကိုထည့်တဲ့အခါမှာပေါ့နော်ဒီဟာလေးရတယ်ဆိုတော့ဒါလေးကိုကျွန်တော်အရင်ဖြည့်ကြည့်လိုက်အောင်ခုနကကျွန်တော်ဖြည့်ကြည့်တယ်လေဆိုတော့အဲ့ဒါလေးကျွန်တော်ဖြည့်ကြည့်လိုက်တယ်ဆိုရင်ဘာတမိုးပြန်ရလဲဆိုတော့ invalid email ဆိုပြီးကျွန်တော်တို့ပြန်ပြီးတော့လာတော်မြင်ရလိမ့်မယ် invalid email address ဆိုတော့ကျွန်တော်တို့ဒီပုံစံမလို့ချင်းဒီပုံစံနဲ့ဆိုရင်ကျွန်တော်တို့အာဒီ admin account နဲ့သွားလို့ရမှာမဟုတ်ဘူး ဆိုတော့သူ့ရဲ့ဒီ format ပေါ့နော်အဓိကကျွန်တော်တို့ကအဲ့ဒီ demo လေး cookie စနေနဲ့ပြန်သုံးမှာဒီ format ကိုဒီ format နဲ့ရှိနေတဲ့ဒီ demo ကကျွန်တော်သုံး cookie စနေနဲ့သုံးလို့မရဘူး။ဘာလို့လဲဆိုတော့ invalid email address ဆိုတဲ့စာကိုပြန်ပြီးတော့ encrypt လုပ်ထားတာ။အဲ့တော့ကျွန်တော်တို့ကဒါ admin နဲ့ဝင်ကျင်နေဆိုရင်သူ့ရဲ့ account တွေကို encrypt လုပ်တဲ့ format ရှိတယ်ပေါ့နော်။ဥပမာခုနကကျွန်တော်မြင်ခဲ့ရတဲ့ဒီ demo လေးပေါ့။ဆိုတော့ဒီ demo လေးဆိုရင်ဒါကဒီ demo လေးကိုပေါင်းပြီးတော့သူက algorithm တဲ့အခါမှာရလာတဲ့ demo လေးကိုသူကဒီ cookies မှာပြန်ထည့်သုံးလို့ရတယ်။ เนาะအဲ့တော့ကျွန်တော်တို့ကဘယ်လိုလုပ်ချင်လဲဆိုတော့ဒီရှေ့မှာပေါ့เนาะ administrator ပေါ့အဲဒီလိုပုံစံမျိုးနဲ့เนาะအဲအဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တို့ကဒီ echo လောက်ထားတဲ့တန်ဖိုးလေးကျွန်တော်လိုချင်တယ်နော် admin ရဲ့ time stamp အဲ့နောက်ခုကိုပေါင်းပြီးတော့ encrypt လောက်ထားတဲ့ encode လောက်ထားတဲ့တန်ဖိုးလေးလိုချင်တယ်အဲ့ဒီတန်ဖိုးလေးရပြီဆိုရင်အဲ့ဒီတန်ဖိုးလေးကိုကျွန်တော်တို့က cookies မှာထည့်ပြီးတော့သုံးရတဲ့အခါကျရင်ကျွန်တော် admin account နဲ့ဝင်ပြီးသားဖြစ်သွားလိမ့်မယ် ဲဒါကသူ့ရဲ့အဓိကပေါ့နော်ဒါပေမဲ့တခုရှိတာကကျွန်တော်အခုဒီ time stamp နဲ့သူ့ရဲ့ format ကတော့ကျွန်တော်သိပြီကျွန်တော် wine နေရာမှာ administrator ထည့်လိုက်အောင်ပဲဒါပေမဲ့ဒီဟာကိုကျွန်တော်ဘယ်လိုမျိုး encryption တန်ဖိုးရအောင်ကျွန်တော်လုပ်မလဲဘယ်လိုလုပ်မလဲဆိုကျွန်တော်ဒီ post comment man နေနေရာမှာလေ post comment man နေနေရာမှာကျွန်တော်သွားထည့်လိုက်အောင်ဒီမှာထည့်လိုက်တဲ့ဟာမှသူများအကုန်လုံးသူက encrypt လုပ်ပြမှာအဲ့တော့ကျွန်တော်တို့အနေနဲ့ administrator ထည့်လိုက်မယ်ဒါဆိုရင်သူက encode လုပ်ထားတဲ့တန်ဖိုးလေးအဲပြန်ပြီးတော့ကျွန်တော်တို့ပေးလိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော် send လုပ်လိုက်မယ်အဲ့တော့ဒီမှာနည်းနည်းလေး နော်သူစာရန်လေးရရှည်သွားပြီအဲ့ဒါဆိုကျွန်တော်တို့ဒီမှာအရှိကြီးထည့်တာအိုးနော်အဲ့တော့ကျွန်တော်တို့ဒီထဲပြန်သွားမယ်သွားပြီးတော့ရင်ဒါလေးကိုကျွန်တော်တို့ပြန်ဖြီးလိုက်မယ်ပြီးွားရင်ဆန်လုတ်လိုက်မယ် okay ဆန်လုတ်ပြောရတဲ့အခါကျရင်ဒီမှာတစ်ချက်ပြန်ကြည့်ရအောင်ပေါ့နော် admin နဲ့ပတ်သက်တဲ့ဟာလေးများရှိမလား okay အဲ့တော့ဝင်တော့ဝင်သွားပြီဒါပေမဲ့ဒီပေါ်ကကျွန်တော် invalid email address တွေစာကြီးပါပါနေအဲ့ဒီစာကြီးကိုကျွန်တော်တို့မလိုချင်ဘူးပေါ့နော်ဆိုတော့ဒီစာကြီးကိုကျွန်တော်ဖြတ်ချင်တယ် okay ဟုတ်ပြီအဲ့တော့အဲ့ဒီစာကိုကျွန်တော်တစ်ချက်နော်ကျွန်တော်ဖြတ်ထုတ်မယ်ပေါ့နော် ဖြတ်ထုတ်မယ်ဆိုရင်ခါလေးနော်ကျွန်တော်တို့ဒီ test notepad လေးကျွန်တော်ခေါ်လိုက်မယ် Okay ဟုတ်ပြီအဲ့တော့ဒီမှာဒီတန်ဖိုးလေးပေါ့နော်အဲ့ဒီတန်ဖိုးလေးကို notepad ထဲထည့်လိုက်မယ် Okay ဆိုကျွန်တော်တို့ကဒီအပိုင်းကိုမလိုချင်ဘူးနော် sorry ဘိုင်းမှာသူက ဘယ်နှလုံးရှိလဲဆိုတော့စစ်ပေါ်23လုံးရှိတယ်ပေါ့နော်အဲ့ဒီ23လုံးကိုကျွန်တော်တို့ဖြတ်ထုတ်လိုက်တယ်ဆိုရင်ရပြီနော်โอเคဟုတ်ပြီအဲ့ဒီ23လုံးကျွန်တော်ဖြတ်ထုတ်ရအဲ့တော့ဒီတန်ဖိုးတွေကထိတ်ဆုံး20နော်23လုံးပေါ့23လုံးကျွန်တော်ဖြတ်ထုတ်လိုက်နော်ဒီမှာ URL decode ပြီးရင် basis info decode 10 3 4 5 6 8 ကို30 37 34 35 36 38 39 20 21 22 23 24 25 26 27 28 29 30 31 32 33ခု23လုံးကို sorry DA လေးထိပေါ့နော်ရနေပြီးတော့ DAT delete လုပ်လိုက်။ Oh sorry. ရာလေးကြီးပေါ့နော်ကျွန်တော်တို့ကဒီလိုင်းကြီးတွေလောက်ရမယ်တဲ့ဆလတ်ဆိုရင်နည်းနည်းလေးโอเคตรีหลุไล่มั้ยตะเส้นเจดีป่ะเนาะพี่ว่ายังเดี๋ยวเลี้ยวเลยเราตรีหลุไล่โอเคพี่ว่ายังเปลี่ยนพี่รอแองเกิลลงมั้ยเบส64เนี่ยแองเกิลลงมั้ยถ้าเลี้ยยามั้ยพี่ว่ายัง ျွန်တော်တို့ URL code ထပ်လုပ်မယ်เนาะဆိုတော့ဒီ demo လေးရမယ် okay ဟုတ်เนาะအဲ့တော့ကျွန်တော်တို့ဒါလေးကိုအဲ copy ကိုလိုက်မယ် copy ကိုပြီးသွားရင် repeater ကိုသွားမယ်အဲဒီမှာ paste ချလိုက်မယ်ချလိုက်နောက်တစ်ခါပြန် send လုပ်လိုက်မယ်ပေါ့เนาะအဲ load ရတဲ့အခါကျရင်ကျွန်တော်တို့က decrypt ဖြစ်တဲ့ demo လေးပြန်သွားရှာကြည့်မယ်ပေါ့เนาะ အဲဒီမှာဆိုရင်သူက internet server error လို့ပြောရဲပြီးရင် input launch ကတဲ့ must be multiple of 16 16ရဲ့ server ကိုဖြစ်ရမယ်ပေါ့နော် one decrypting the better cipher the cipher ကိုပြန်ပြီးတော့ကျွန်တော် decrypt ဖြည့်တဲ့အခါကျရင်သူက16ကဒီ server game နေပဲဖြစ်ဖြစ်လို့ရမယ်လို့သူကပြောရဲပေါ့နော်ကျွန်တော်ခုနကဖြတ်ထုတ်လိုက်တဲ့အတွက်ကြောင့်သူက16က server game မဖြစ်တော့ဘူးပေါ့နော် okay အဲ့တော့ကျွန်တော်တစ်ချက်ပြန်ကြည့်ရအောင်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဖြတ်ထုတ်လိုက်တဲ့ဟာကဒီဟာလေးနော်23 23ကျွန်တော်လည်းထည့်လိုက်မယ်ပေါ့23 24 25 26 26 28 29 30 31 32 32 32နှလုံးနော်32လုံးဖြစ်သွားမယ်အဲပြီးွားရင်ဒီနောက်ကနောက်ကဟာက22ရှစ်လောက်အဲ့တော့ဒီနောက်ကဟာတော့ကျွန်တော်တို့ຢາထားလိုက်တော့မယ်တော့နောက်က blank ပါတယ်ဆိုတော့ပြဿနာမရှိဘူးဒီရှိကကျွန်တော်ဖြတ်ထုတ်လိုက်တဲ့ဟာပေါ့နော်ဆိုတော့ဒီကောင်က32လုံးဆိုတော့အဲ့32လုံးဆိုကျွန်တော်တို့ပြီးတော့မှအဲဖယ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီတန်ဖိုးလေးပဲအရင်ဆုံး repeater ထဲမှာကျွန်တော်ထည့်လိုက်မယ် ငါဒီနေရာလေးမှာထည့်တာအဓိကတော့အဲ့36 sorry 16ရက်စာတော်ဝင်ပြောင်းထည့်လိုက်တဲ့သဘောပဲပြီးတော့ကျွန်တော် send လုပ်လိုက်မယ် okay ခဏလေးဆောင်းလိုက်မယ် okay ရရပြီးတော့ဒီမှာဆိုရင်ကျွန်တော်တို့ဒါလေးကိုနော် copy ကူးလိုက်မယ် copy ရတဲ့ခါကျရင်ထုံးစံတိုင်းပဲအဲဒီကောက်တာရဲသွားလိုက်မယ်ဘာပေါ်ဆုံးကျွန်တော်ပြန်သွားလိုက်မယ်နော်ပေါ်ဆုံးမှာကောင်းထည့်မယ် နော်ဒီမှာ URN ကောက်ရှိမယ်ပြီးရင် base 64ဒီကောက်ရှိမယ်အဲ့တော့32လုံးနော်ဒီတစ်ခုကိုကျွန်တော်တို့က၈လုံးရှိတာအောင်နော်၈၆၈၃၂၄၈၄၄၃၂အဲ့တော့ဒီ line တစ်ခုတော့ကျွန်တော်ဖြတ်ထုတ်ပါရအောင်နော်အဲ့တော့ဒီ line တစ်ခုတော့ကျွန်တော်ဖြတ်ထုတ်ဒီအရင်ဖြတ်လိုက်နော် delete ပြီးရင်တော့ the line delete နော် okay ပြီးတော့ encode ပြန်လုပ်မယ်အဲ့တော့ base 64 encode ပြီးွားရင် URL encode okay အဲ့တော့ဒါလေးရပြီ copy code ပဲပြီး repeater လေးပြန်သွားမယ်သွားပြီးွားတဲ့ခါကျရင်ကျွန်တော်ဒီနေရာလေးမှာ verification လေးမှာပြန်ပြီးတော့ထည့်မယ်ပြီးရင် send လုပ်လိုက်မယ် okay ဟုတ်ပြီအဲ့တော့ကျွန်တော်ရဲ့ admin လေးကိုပြန်ကြည့်မယ် okay ဒီမှာဆိုရင် quality ပဲကျွန်တော်ခုန invalid email address တွေမပါတော့ဘူးပေါ့เนาะအဲ့တော့ quality ဖြတ်သွားပြီအဲ့တော့ကျွန်တော်ဒီကောင်ကိုကျွန်တော်ရဲ့ cookies အနေနဲ့သုံးလို့ရတယ်เนาะ stay login cookie အနေနဲ့ကျွန်တော်သုံးလို့ရပြီ โอเคဟုတ်ပြီအဲ့တော့ကျွန်တော်တို့ရဲ့နော် GUI မှာကျွန်တော် my account ကိုကျွန်တော်ပြန်သွားလိုက်မယ်နော်ပြန်သွားပြီးတော့အဲ့ဒီ my account ရဲ့ traffic ကိုကျွန်တော်ဒီမှာတစ်ချက်ပေါ့နော် repeater ရဲ့ပို့လိုက်ဒီ stay login နေရာမှာကျွန်တော်ကခုနဒီဟာလေးပေါ့နော်ဒါလေးကို copy ကူးလိုက်မယ် copy ရတဲ့ခါကျရင်ဒီ stay login ဆိုလို့ကျွန်တော်က winner နေပြီးတော့ admin ရဲ့ cookies ကိုပြောင်းရတဲ့သဘောမျိုးပေါ့နော်အဲဒီပုံမှာတော့ကျွန်တော် administrator လို့ပြောလိုက်နော်ပြောရရင်ကျွန်တော် send လုပ်လိုက်မယ် โอเค3 will do false ဆိုတော့ကျွန်တော်အရှင်းပြရေပေါ့နော်အဲ့တော့ copy url လုပ်မယ်အာ for redirection မှာလုပ်လိုက်မယ်နော်โอเคဟုတ်ပြီအဲ့တော့ကျွန်တော်ရဲ့ဒီ GUI မှာတော့ refresh ပြန်လုပ်လိုက်နော်နောက်ပြီးတော့ကျွန်တော်တို့ cookies မှာထည့်လို့ရပြီအဲ့တော့ console ထောက်မယ် sorry ဒီကောင်ကျွန်တော်အာ design လေးပြောင်းလိုက်โอเค အဲ့ဒီမှာဆိုရင်ကျွန်တော် node performance memory application okay application ထဲမှာရှိတယ်ဒီမှာ cookie ရှိတယ် cookies ထဲမှာအဲ့ဒါ session cookies လေးရှိတယ်အဲ့တော့ကျွန်တော် stay login cookie ချက်ရှာကြည့်ရအောင် stay login okay ဒီမှာတွေ့ပြီအဲ့ဒီနေရာမှာကျွန်တော် admin ရဲ့ cookie ကိုထည့်မယ်ပေါ့နော် sorry admin ရဲ့ cookies ကဒီဟာလေးပေါ့နော်ဆိုတော့အဲ့ဒါလေး copy ကိုမယ်ပြီးွားရင်ဒီမှာထည့်လိုက်မယ်ထည့်ပြီးွားရင် enter call လိုက် ကော်ပြောခါကျကျွန်တော် refresh ပြန်လုပ်လိုက်မယ်โอเคကျွန်တော် home name ကို sorry ဒီမှာဘာလို့မဝင်သေးလဲတဲ့မယ်အနာခေါက်မယ်ကျွန်တော် refresh ပြန်လုပ်လိုက်မယ် home နဲ့သွားကြည့်ရအောင်မိုင်းကောက်နဲ့ပြောင်းဝင်ကြည့်မယ်ကျွန်တော် session ကြောင်းလာ session delete လုပ်လိုက်နော် refresh ပြန်လုပ်ကြည့်လိုက် โอเคโอเคဒီမှာကျွန်တော် admin panel လေးမြင်နေရတယ်နော် admin panel သွားတယ်โอเคခုန session လေးကြံနေတယ်နော် wi-fi ရဲ့ session လေးကြံနေတယ်ဒါဆိုရင်ရပြီ admin နဲ့ဝင်သွားပြီကျွန်တော်တို့ကားလို့ဆိုတော့ delete လုပ်လိုက်အောင်ပဲအဲဒါဆိုရင်တော့ lab က soft ဖြစ်သွားပြီပေါ့နော်โอเคสอดีลักก็ตัวเนเน่เลยป่ะเนาะตู้เนี่ยเลเวลก็อ่าตัวก็ predictioner มาป่าได้ด้วยเจ้าเนเน่เลยก็คัดได้ป่ะเนาะสรุป အာနည်းနည်းလေးကြာတယ်အဓိကတော့သူ့ရဲ့ဒီ encryption သွားတဲ့ပုံစံပေါ့နော် encryption သွားတဲ့ပုံစံသူ့ရဲ့ flow လေးကိုသိရဆိုရင်တော့အဲရတယ်ပေါ့နော်ပြီးသွားရင်တော့ဒီ encode decode လုပ်တဲ့ပုံစံလေးရှိမယ်အဲပြီး cookie ဆိုနည်းနည်း changes လုပ်ရတဲ့ဟာလေးရှိမယ်ပြီးသူ့ရဲ့ pattern စရာကျွန်တော်တို့အာလူလူပူ short လေးပေါ့နော်16ရဲ့ server game ဖြစ်အောင်ကျွန်တော်တို့ထားပေးရတာမျိုးလေးရှိမယ်ပေါ့နော် ဆိုတော့ရပြီးသွားပြီဆိုရင်တော့ admin ရဲ့ cookies ကိုရမယ်အဓိကတော့ကျွန်တော်တို့ cookies ကို format ပေါ့နော် format ကိုတည်ဖို့လိုတယ်ပြီးတော့အဲ့ format လေးကိုမှကျွန်တော် encode လုပ်ထားတဲ့ version လိုတယ်ပေါ့နော်ဆိုတော့ရလေးကိုတော့ပြီးကျွန်တော် cookies အနေနဲ့ website မှာထည့်လိုက်တယ်ဆိုရင်ဒါဆိုရပြီပေါ့နော် admin ဆိုတဲ့ admin အနေနဲ့ဝင်သွားလိမ့်မယ်အဲ့ဒီခါကျရင် admin panel ကိုရောက်မယ်ကျွန်တော်တို့ user တွေ manage လုပ်လို့ရပြီ delete လုပ်လို့ရပြီနော်ဆိုအားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါရစေ။နောက်နေတာရှိနေကျွန်တော်မေးဝါလို့ရပါတယ်။ဆိုတော့ဆုံးကြည့်ပေးအတွက်ကျေးဇူးတင်ပါတယ်။